ဒီဗီဒီယိုလေးမှာတော့ဒီနေ့နိုဝင်ဘာလတလတာဈေးပိမ့်မယ်နေ့နိုဝင်ဘာလ28ရက်နေ့တောက်ကြနေတဲ့အတွက်ဖြစ်ပြက်လာနိုင်ကြည့်တဲ့ကဘာရွှေဈေးကွက်နေတာကိုကျွန်တော်သုံးသပ်ပြောကြပြီးတော့ဖြစ်ပါတယ်အဲကျွန်တော်အခုအချိန်မှာနားလဲနေနေစီးပြီးအဲချောင်းနေနေစိုးနေပေါ့နော်အဲကြောင့်ကျွန်တော်အတန်လေးရနည်းနည်းလေးတော့ကျွန်တော်အတန်ကျဲကြီးတော့တိတ်ပြောနိုင်မှာမဟုတ်ဘူးခင်ဗျအဲကြောင့်ကျွန်တော် အတန်လေးကိုနည်းနည်းလေးအောင်ဆိုင်ပြီးတော့နားထောင်ပေးကြပါဦးနော်အတန်လေးကတစ်ခါတချို့နေရာလေးကြာတင့်ကုန်တင့်ကုန်ဖြစ်သွားနိုင်ဒါလေးလည်းကျွန်တော်ကြိုတင်ပြီးတော့မေတ္တာရခံထားကြပါဦးဆို ချောင်းစတိုက်ဆိုနေဆိုကျွန်တော်လေလေချောင်းနာနေတို့တအားမပြောနိုင်ဘူးเนาะကျွန်တော်သုံးလက်ချက်တောင်မှလူရင်းတူရှင်အောင်မကျွန်တော်ပြောမယ်အာဒီနေ့မနေ့မှာတော့เนาะကဘာရွှေဈေးခွက်ကမနေ့ကတော့ဈေးညင်တန်းနေတာပြေးခဲ့တယ်မနေ့ညအထိပေါ့เนาะမနေ့ကတရက်တာပိတ်ဈေးဆိုရင်၄၅ရှစ်မှာပိတ်သွားခဲ့တယ်ဒီနေ့မနေ့မှာတော့၄၅ရှစ်ကနေ၄၉နှစ်အထိ34 point ခုန်တက်သွားခဲ့ပြီးမနေ့ကခုန်တက်သွားပြီလက်ရှိမှာဆိုရင်၄၈၀နဲ့၄၉၀ဈေးတန်းကြာမှာဈေးပြေးနေတဲ့အနေအထားကိုကျွန်တော်တွေ့ရပါတယ် ဟုတ်ပြီအဲ့လိုမျိုးဈေးပြင်းနေတဲ့ကဘာရွှေဈေးကဒီနေ့ညမှာတောင်ပေါ်ဒီနေ့နေ့လည်းကဥရောပဈေးဘွက်ချင်းလုံးပါလို့ပေါ့ညဘက်ကအမေရိကန်ဈေးဘွက်ချင်းအောင်ပိတ်တယ်ပေါ့နော်နေ့လည်းကဥရောပဈေးဘွက်ချင်းကနေဈေးကွက်ပိတ်ချိန်ထိအတွင်းမှာဈေးဆက်တယ်မလားဈေးပြန်ကြမလားဈေးငြိမ်မလားဆိုတာကိုကျွန်တော်တို့ကဘာရွှေရဲ့ဈေးအတက်ကျချက်လေးကိုသွားကြည့်ပြီးတော့ကျွန်တော်တို့သုံးသပ်ကြည့်လိုက်အောင်ပေါ့နော်ဟုတ်ပြီ ကျွန်တော်တို့ကမ္ဘာဒီမှာလက်ရှိမှာတော့ day one candle လေးရဒီ triangle ပုံစံအာအပေါ်တော့ကျွန်တော်ဖောက်သက်စားတော့ပြုနေပြီဒါမှမဟုတ်ဒီ day one candle တုံးမပြီးသေးဘူးเนาะကျွန်တော်တရက်တာအတုံးတုံးမပြီးသေးပါဘူးဒါလေးကိုသတိပြုဖို့လိုအပ်ပါလားဒီမှာဖောက်နေပြီဆိုရင်တွားဝယ်တာမျိုးဒီသတိထားပါတဲ့ဒီလက်ရှိအနေထားအရကျွန်တော်တို့ဖောက်တော့ဖောက်နေပြီမှာတရက်တာအတုံးမပြီးသေးဘူးဖြစ်ပါတယ်နောက်တစ်ခုသတိထားမှာကဒီနေ့ကကျွန်တော်တို့ ညဘက်အမေရိကန်ဈေးကွက်ချိန်ပိတ်ပါတယ်ခင်ဗျာအမေရိကန်ဈေးကွက်ချိန်ပိတ်တာဖြစ်တဲ့အခါမှာကျွန်တော်တို့ကဒီနေ့မှဒီပေါ်ဖောက်ပိတ်သွားရင်တော့မှကျွန်တော်တို့အဓိကဆက်ဆောင်ရင်အမေရိကန်ဈေးကွက်ပိတ်တာမလို့ဒီဖောက်ပိတ်ကိုတကယ် in and အားနဲ့ဖောက်တယ်လို့ကျွန်တော်ယူဆလို့ရပါမလားအရာလေးလည်းတစ်ခုလည်းကျွန်တော်တွေးစရာရှိသေးတယ်တခါတည်းကကျွန်တော်အမေရိကန်ဈေးကွက်ပိတ်တဲ့နေ့နေမှာဗျာဒီလိုမျိုးအာမထရိုင်အန်ဂယ်လို့ဒါမှမဟုတ်ရင်လည်းကျွန်တော်ဈေးအသက်အဓိကဟန်တာဈေးနှံအထက်တွေပါဒီမှာ ဖောက်ပြီးပိတ်သွားတယ်ပြီးတော့နောက်ရက်ဒီမှာပြန်ထိုးကြသွားပြီးဒီ triangle နဲ့ပြန်ဝင်သွားတာမျိုးလေးကျွန်တော်တို့ရဲ့အကြံပေးတသက်မှာကျွန်တော်တို့ခဏခဏကြုံခဲ့ရတယ်ပေါ့နော်2023ကနေစပြီးခုခုချိန်တွင်မှာဒီလိုမျိုးမေကန်ဆေးဝပိတ်တဲ့နေမှာဒီပေါ်ကြီးမှာဖောက်ပြီးသွားတာကျွန်တော်ကနောက်ရက်ဒီမှာတက်ပြီးဆိုပြီးလိုက်ဝဲတယ်ပြီးမှနောက်ရက်မှာဆေးရပြန်ထိုးကြပါဒီထက်ပြန်ဝင်သွားတယ်နောက်ရက်နောက်ရက်မှာဒီအောက်ဖောက်ကြပြီးပြန်ကြောက်သွားအဲ့လိုမျိုးကြီးဂျုံရတာပြတ်ကာမှာ အဲအရာလေးကိုတစ်ချက်သတိထားဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ boot track လို့ခေါ်တဲ့အသက်ထောင်ကျောင်းတည်အဲအဲ့လိုမျိုးလေးကျွန်တော်ခဏကြုံခဲ့ရတာဖြစ်တဲ့ကသတိတော်ထားဖို့လိုအပ်တယ်ခင်ဗျဖြစ်နိုင်တဲ့နေ့နာနေ့ကိုပါကျွန်တော် confirm ပေါ့နော်အတီးပူချက်စောင့်ကြည့်နိုင်ဖို့လိုအပ်တယ်ပြီးတော့ဒီနေ့မနက်တောင်းပေါ့နော်ကျွန်တော်တို့ကကဘာရွှေစီတက်သွားရင်အနေထားဆိုရင်လည်းကျွန်တော်သတင်းပိုင်းရာကြည့်မယ်ဆိုရင်ကျွန်တော်တို့က keeping heads up လို့ခေါ်တဲ့ပုံကိုအပ်ပေါ့နော် ထရန့်ရပေါ့အမေရိကန်တမတော်ထရန့်ရအမေရိကန်ဘူပန်ဥက္ကဋ္ဌလောင်းပေါ့နော်ကျွန်တော်နောက်နှစ်မေလာစာပြီးတာဝန်ထမ်းဆောင်မယ်အမေရိကန်ဘူပန်ဥက္ကဋ္ဌလောင်းနေရာမှာယူဖို့ရေပန်းစားလာလို့ဖြစ်ပါတယ်ကီဗင်ဟတ်ဆတ်ဆိုတဲ့လူကတော့ထရန့်ရဘတ်တော်သားဆစ်စစ်ကြီးပေါ့နော်သူ့ရဲ့မူဝါဒရှင်နဲ့ဘန်ဒုံလုံးရှော့မယ်ဘန်ဒုံလုံးသူပြပြတော်သားရှော့မယ်ပြီးရင်အမေရိကန်ဘူပန်ကိုကျွန်တော်တို့ဟို သူတို့လက်လက်လုပ်ခွင့်ရတဲ့အဖွဲ့အစည်းအနေနဲ့သူတည်ထောင်မယ်ဘာညာပေါ့အဲ့လိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုပြီးတော့သူကအာ stock share ဈေးကွက်ဒီပါတယ်လို့လည်းသူကအသက်ဖက်ရောင်းတုံးပုံမယ်အဲ့လိုပုံစံမျိုးနဲ့သူကနာမည်ကြီးတဲ့လူဖြစ်ပါတယ်အမေရိကန်ဘဏ္ဍာရေးဈေးကွက်ပေါ့နော်နာမည်ကြီးတဲ့လူဖြစ်တဲ့ကသူသားအမေရိကန်ပုံမှန်ဥက္ကဋ္ဌဖြစ်လာရင်တော့ပိုးဝက်တဲ့စာရင်ဘန်သူလုံးလျှော့တာလေးတောက်လျှောက်ဖြစ်လာနိုင်တယ်ပေါ့တောက်လျှောက်ပို့ပြီးတော့ကျွန်တော်ဟို ဟိုများများတွေ့ရနိုင်ချေရှိရဘူးဒါပေမဲ့ तू 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 သိထားမှာ तू ဥက္ကရာရာလူတာဝန်ထမ်းဆောင်မှာကာလာကမေလာစာပြီးနောက်နှစ်မေလာစာပြီးတာဝန်ထမ်းဆောင်မှာဖြစ်ပါတယ် तू ဥက္ကရာဖြစ်လာရင်တော့မှာပေါ့နော်ဥက္ကရာဖြစ်ဖို့အတွက်လည်းကျွန်တော်တို့တက်တော်တွေပါဒီမှာကျွန်တော်တို့ကအတီးပြူအောင်မဲမဲခွဲအတီးပြူအောင်မဲအဲ့အားမျိုးရှိတာပြတ်တက်ကမှာ तू တော့ဥက္ကရာဖြစ်လာရင်တော့ကဘာရွှေစီရအတက်အားကောင်းကောင်းနဲ့ပေါ့ရေရှည်မှာကျွန်တော်အတက်အားကောင်းကောင်းနဲ့ကျွန်တော်တို့စံကျင်တင်ဈေးတက်တာမျိုးတွေကျွန်တော်မြင်ရနိုင်ပါတယ် ရေးရှင်းပါဘူးလက်ရှိရေတိုမှာတော့ပြန်ချင်းချင်းဘသူဩဂရာဖြစ်ဖို့ရေပန်းစားနေရတယ်ကမ္ဘာရွှေစေးရကျွန်တော်တို့၄300 300 400 400 500ဒီချက်ချင်းတက်သွားမျိုးတော့မဖြစ်နိုင်သေးဘူးအဲအဲ့300 300နေပါရေးအထက်တက်ချင်တယ်ဆိုရင်တော့သူ့တည်င်းပြတခြားတည်င်းနေပံ့ပိုးမှုလည်းလိုအပ်သေးတယ်ခင်ဗျအဲ့ကြောင့်ကျွန်တော်တို့ကအာတချက်တော့တည်ထားပဲပေါ့အဲ့ဒီတည်င်းနဲ့ပတ်သက်ပြီးတော့လက်ရှိမှာတော့ကျွန်တော်ကမ္ဘာရွှေစေးတက်နေတယ်ဒါမှန်တက်နေဆိုပေမဲ့လည်းကျွန်တော်အမြင်အရအလုံးဆုံးတက်ပါတော့အလုံးဆုံးတက်နိုင်ကြကျွန်တော်ဘယ်တော့ဒီပဲသုံးတက်တာလိုက်ပြီးမှဆိုရင် ကျွန်တော်အမြင်ရတော့ကျွန်တော်4200အာကျွန်တော်တို့လုံးတက်ပါတော့ကျွန်တော်ဒီဝင်းကျင်တော့4200ကျွန်တော်တို့ဟို45ဒီတော့ကျွန်တော်အမြင်ဆုံးတက်ခဲ့တယ်4245ဝင်းကျင်တော့ဒီပဲကျွန်တော်အလုံးဆုံးတက်နိုင်ခြေရှိရပါဒါတော့ကျွန်တော်ဈေးဆွဲတင်ပါလားဈေးဝယ်လူအားကောင်းကောင်းနဲ့ဈေးဆွဲတင်အဲ့လောက်ဒီပဲအလုံးဆုံးတက်နိုင်ခြေရှိပါတယ်အဲ့ဒီတော့မှရောက်ချင်မှရောက်မှာပါကျွန်တော်တို့အလုံးစုံတက်နိုင်ခြင်းနဲ့ကျွန်တော်ဘလောက်ဒီမန်းထားနိုင်မှာဆိုရင်တကယ်လို့ဈေးဆွဲတင်တာတွေပါလာမရှိဘူးဆိုရင် လုံးသွားကြတယ်ဒီတော့230လောက်ထိပဲကျွန်တော်သုံးသက်ထားပါတယ်ခင်ဗျဈေးစွက်တင်မှာဒါ၄နဲ့၄၅နေပါကျွန်တော်မြင်ရနိုင်တာပေါ့နော်အဲ့ဒါကြောင့်ဒီနေ့ကမ္ဘာရွှေဈေးကကျွန်တော်အပေါ်ဈေးတန်းနေနဲ့ကတော့အာဈေးစွက်တင်တာတွေပါအလွန်ကျွန်းဈေးစွက်တင်တာတွေပါမရှိဘူး manipulation တွေပါမရှိဘူးဆိုရင်တော့အမြင့်ဆုံးနေနဲ့၄နဲ့30ထိမှန်းထားတယ် manipulation ရှိတယ်ဆိုရင်တော့၄နဲ့၅ပေါ့နော်အဲ့လိုပဲကျွန်တော်အောက်ဈေးတန်းနေနဲ့ကြာကျွန်တော်ပုံမှန်အောက်ဈေးတန်းနေနဲ့ကျွန်တော်ဘယ်လောက်ထိမှန်းလဲဆိုတော့၄၁၄၀လောက်ထိပဲကျွန်တော်သုံးသပ်ထားပါတယ် ဈေးဆွဲချရပါမရှိ manipulation မရှိဘူးဆိုရင်တော့အနေဆုံးဈေးက၄၁၄၀ဒီပဲကျနိုင်ပါတယ်ဈေးဆွဲချရပါရှိမယ်ဆိုရင်တော့အနေဆုံးကျနိုင်ချေလို့ကျွန်တော်4130လောက်ထိတော့သုံးသက်ထားပါတယ်ဟုတ်ပြီအားဖြင့်ကဒီနေ့ကမ္ဘာရွှေဈေးပုံမှန်အနေထားတိုင်းပြင်မယ်ဆိုရင်အမြင့်ဆုံးတက်နိုင်ချေ4130အနေဆုံးကျနိုင်ချေ၄၁၄ဖြစ်ပါတယ်ဈေးဆွဲတင်ဆွဲချ manipulation တွေရှိမယ်ဆိုရင်တော့အမြင့်ဆုံးတက်နိုင်ချေကို4105အနေဆုံးကျနိုင်ချေကို4130လို့ကျွန်တော်သုံးသက်ထားပါတယ် ဟုတ်ပြီအားပတကဒီနေ့ကဘာရှူစီကိုကျွန်တော်ဘယ်လိုရောင်းမယ်လို့လို့ရအောင်လဲ၄နှစ်30နာစီစီးတဲ့ရေတို့ရောင်းလို့ရပါတယ်အရှုံးပိုင်းစီးတဲ့၄နှစ်20ထက်လောက်မှာပေးပါအမြတ်ပိုင်းစီးတဲ့ကတော့ကျွန်တော်၄တစ်90တွေ၄တစ်60တွေအေးကွာဒီထက်ပိုဆောင်နိုင်တော့၄တစ်50မှာအမြတ်ပိုင်းလို့ရတယ်နောက်ပြီးဒါကတော့ကျွန်တော်ပုံမှန်အနေထားအတိုင်းအမြင့်ဈေးမှာရောင်းခြင်းဖြစ်ပါတယ်ဈေးဆွဲတင်ခဲ့လို့၄နှစ်၄၅နာရောက်ခဲ့တယ်၄နှစ်၄၀နဲ့၄နှစ်50ကြာပါဗျအဲချာမှာကျွန်တော်ကဘာရှူကိုကျွန်တော်ပြန်ရောင်းလို့ရပါတယ် အလျှောက်ပိုင်းဈေးတန်း၄၅၀အထက်ပါပေးပါအမြတ်ပိုင်းဈေးတန်းကျွန်တော်တို့၄၈၀လို့၄၈၉၀လို့မှအမြတ်ပိုင်းလို့ရပါတယ်ဒါတော့ဈေးဆွဲအတင်ပါဘောနော်အမြင့်ဈေးမှာကျွန်တော်ရောင်းဖို့ဈေးတန်းနေဖြစ်ပါတယ်အဲ့လိုပဲပုံမှန်တိုင်းဈေးကြရဆိုကျွန်တော်၄၈၄၀နာဝင်ကျင်မှကမ္ဘာရွှေကိုကျွန်တော်တို့ရေတူပြောင်းဝယ်လို့ရပါတယ်အမြတ်ပိုင်းဈေးတန်း၄၈၉၀၄၈၈၀မှာအမြတ်ပိုင်းပါအရှုံးပိုင်းစည်းတန်းကတော့၄၃၀အောင်မှာအရှုံးပိုင်းမှာခင်ဗျပြီးရင်ကျွန်တော်တို့အာ တကယ်လို့ဈေးဆွဲချခဲ့မလို့ဈေးဆွဲချခဲ့တယ်ဆိုရင်ကျွန်တော်တို့၄နာစီတန်းဝင်ကျင်ရောက်ခဲ့တယ်ဆိုရင်လည်းကျွန်တော်တို့ကရီတိုးပြန်ဝယ်လို့ရပါတယ်အချုပ်ပိုင်းဈေးတန်း၄တောင်းတရာအော်လော်ပေးပါအမြတ်ပိုင်းဈေးတန်း၄50၄60လောက်မှအမြတ်ပိုင်းလို့ရပါတယ်ဒါလေးဒါဒီနေ့တော့ကျွန်တော်အယောင်းဝင်လောက်ပါမယ်ဇီဟန်လေးတွေပေါ့နော်အလက်ရှိမှာတော့ကျွန်တော်တို့ကအဝယ်နဲ့အယောင်းဆိုရင်အယောင်းနဲ့တော့ပိုနီးစံနေရပါဘာလို့ဆိုတော့အယောင်းဈေးတန်းနေနဲ့ နီးနေရပြတဲ့ခါမှာအက်ဆီဒန့်ဖြစ်တွေ့ပြီးဆိုကျွန်တော်ရောင်းလို့ရတယ်ကျွန်တော်မြန်ပြောင်းမယ်ဆိုရင်ဒီနေ့ကြီးမှာတော့ကျွန်တော်ကမ္ဘာရွှေ့စီရပါတော့1945အထက်ထောင်တက်သွားတာမျိုးဖြစ်ဖြစ်1130အောက်ထိုးကျသွားတာမျိုးဖြစ်ဖြစ်ဖြစ်နိုင်မယ်လို့တော့ကျွန်တော်မထင်ဘူးဗျအမေရိကန်ဈေးကွက်လည်းပိတ်တာဖြစ်တဲ့ခါသူပါသူဘလောက်ပဲဈေးဆွဲတင်ဆွဲကြရှိပါစေအလုံးစုံတက်0.05အလုံးစုံကြ4130လောက်ဒီပဲလို့မှန်းထားပါတယ်ဒါပေမဲ့ဈေးကွက်မှာဘာမှမစိုးဖြစ်နိုင်တော့မလို့ မှာသတိလေးတော့ထားကြပါဘောเนาะကျွန်တော်အသုံးလိုက်ချက်ကကျင်းဒီပေါ့မှန်မှန်လို့တော့ကျွန်တော်ပြောလို့မရပါဘူးခင်ဗျပြီးရင်ကျွန်တော်တို့ဘာရှိလဲလို့မြင်မယ်ဆိုရင်ကျွန်တော်တို့ဒီနေ့ကကျွန်တော်ငုံမာလာတလတာဈေးပိမ့်မယ်နေဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်ဒီနေ့မှာအမေရိကန်ဈေးကွက်ပိတ်တာဖြစ်တဲ့အခါမှာဒီနေ့အပိတ်ဈေးကိုတော့ကျွန်တော်တို့ဤပညာပိုင်းရအတီးယူလို့ရမရတော့တစ်ချက်တည်းသတိထားပါမယ်တကယ်လို့ဒါဒီနေ့တပတ်တာအပိတ်ဈေးပေါ့ဒီနေ့တောက်ကြနေတပတ်တာအပိတ်ဈေးတလတာအပိတ်ဈေးဒါ ကျွန်တော်တို့အာဘယ်ပေါ်ပြိတ်ခတ်ရင်လဲလို့မျိုးဆိုကျွန်တော်တိုင်းကျွန်တော်တခြားအာမြင်းချောင်းလေးကျွန်တော်တစ်ချက်ဖြတ်လိုက်အောင်နော်ကျွန်တော်တို့တရက်တာနဲ့ကျွန်တော်တွားကြည့်မယ်တရက်တရက်တာဟုတ်ပြီ ျွန်တော်ဟောပြီးဒီနေ့တလတာအပိစေးတာလေတကယ်လို့ဒါလေးတော့230အထက်မှာပြည့်ခဲ့တယ်ဆိုရင်ဒီတော့230ပေါ့ဒီဒီနာဝင်းကျင်မှာဒီတော့230အထက်မှာပြည့်ခဲ့တယ်ဆိုရင်တော့ဟောလေးတော့230လို့မှတ်လိုက်ပါဦး ဟုတ်ပြီ2030ထက်မှာပိတ်ခဲ့တယ်ဆိုရင်တော့ကဘာရွှေစီနောက်လာမှာစံချင်းတင်တက်နိုင်ပါတယ်အတက်အားကောင်းနိုင်ပါတယ်စံချင်းပင်တဲ့အနေနဲ့ဒီနေ့ကျွန်တော်တို့တလာတာအပိစေးတာကျွန်တော်တို့ဒါတော့ဖြစ်နိုင်ကြတော့နည်းတယ်ဗျကျွန်တော်မြန်ဖြစ်နိုင်ခြင်းအမတန်အမတန်နည်းပါတယ်၄၁၀အောက်မှာပိတ်ခဲ့တယ်ဆိုရင်တော့ကဘာရွှေစီကိုကျွန်တော်နောက်လာတဲ့မှာ စီပြန်ကြဖို့စီအကြအာတောက်လျှောက်ကောင်းဖို့နော်ကျွန်တော်တို့ရေတုံမဟုတ်ပါနော်ကျွန်တော်ပြလာရေတုံမဟုတ်နော်စီအတအကြအာပြဥမာ၄တောင်းအာတော့ဆိုအာ၄တောင်းဆိုရတယ်၃တောင်း900ကြီး၃တောင်း800ကြီးအထိအကြဖို့ကျွန်တော်တို့မှန်းလို့ရပြီဗျအဲ့ဆိုဘယ်မှာပြိတ်မလဲဒါမဲ့ဈေးကွက်မှာတော့တည့်တဲ့အတိုင်းပဲဘာမှဆိုမဖြစ်နိုင်ဘူးဆိုတော့မဖြစ်ဘူးပြုပေါ့နော်အဲ့ဒါကဒါမဲ့လက်ရှိအနေထားတော့၄တောင်း100အောက်ပြေးဖို့ကတော့ အလားလာနေပါတယ်4230ထပ်ပိတ်နိုင်လားမပိတ်နိုင်လားပဲကြည့်ရမှာဖြစ်ပါတယ်တကယ်ဒီနေ့တရတာပေးစီတာ4230ထပ်ပိတ်သွားရင်တော့ကျွန်တော်တို့နောက်လာတဲ့မှာကျွန်တော်တို့အာဈေးကြတယ်အောက်ဈေးမှာကျွန်တော်တို့ဝယ်ဖို့အခွင့်အလမ်းတွေကိုဝယ်ဖို့ opportunity ကိုလိုက်ပြီးတော့ရှာမှာဖြစ်ပါတယ်အဲ့တကဒီနေ့ညကျွန်တော်အမေရိကန်ဈေးကွက်ပိတ်တာမှန်လို့ညဘက်မှာတော့ဈေးအလုတ်ကကြမ်းကြမ်းမျိုးမတွေ့ရနိုင်ဘူးဒါပေမဲ့ညဘက်မှာအယောင်းဝင်လို့သာတော့သတိထားပါအာဈေးဆွဲတင်ဆွဲချရရှိနိုင်တယ်ဈေးကွက်က ်မထင်မှတ်တဲ့အချိန်တွေမှာအလောက်ခက်ကြမ်းသွားမျိုးတွေရှိနေတာပြတ်တက်ကမှာတတိထားဖို့လိုအပ်ပါတယ်။ကိုကဘလောက်ပဲကိုကအမြင်စေးမှရောင်းထားပါစေဘလောက်ပဲအနေစေးမှဝယ်ထားပါစေအရှုံးပိုင်းစည်းနှံလေးတခြားသတ်မှတ်ထားယူပါ risk management လေးတခြားလုပ်ထားကြပါရောင်းဝယ်ပမာဏလေးကိုလည်းအလွန်ကြုံမလုပ်ဘဲနဲ့တတိထားကြဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ကျွန်တော်ဒီနေ့နိုဝင်ဘာလကျွန်တော်တို့ဟို28ရက်နေ့နိုဝင်ဘာလနောက်ဆုံးကမ္ဘာ့ရွှေစည်းကွက်နောက်ဆုံးရက်တလားတာစီးပိတ်မဲ့ညမှာကျွန်တော်တို့ကမ္ဘာ့ရွှေစည်းကွက်အသက်ကြောင်းကို သူတတိသာအယောင်းဝင်လုပ်ပြီးတော့ဒီနိုဝင်ဘာလကိုအကျိုးမြတ်နဲ့ပိတ်သိမ်းနိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ။